ဒီကနေ့ကောဇာတက္ကရ1300ရန်နဲ့86ခုနဲ့တပေါင်းလာပြီးကျော်9ရက်2025ခုနှစ်မတ်လ20မတ်လ16ရက်နေ့မွေနေ့ရှင်ကုသိုလ်ရှင်ဖြစ်သောမအင်ဂျင်ပွင့်ခိုင်ဤမွေနေ့မင်္ဂလာကောမြတ်သောအချိန်ခါ၌အနန္တကံဝင်ကျေးဇူးရှင်အဖို့ဖွာမိဘဆွေမျိုးများကမွေနေ့ကုသိုလ်တော်ဖြစ်ဆောင်ရွက်ပြုလုပ်တဲ့ပွဲမှာဘုန်းကြီးက သင်္ကဟာဝတ္ထုတုတ်တံကိုချေခံပြီးတော့မှတရားတဖို့ဟောပါမယ်အင်္ဂုတ္တပါဠိတော်မှာဘုရားရှင်ကိုယ်တော်မြတ်ကြီးကသင်္ကဟာဝတ္ထုတုတ်ဆိုပြီးတော့ဟောထားတာရှိတယ်အကျဉ်းချုပ်ပြီးတော့ပြောကြဆိုအဲ့ဒီသင်္ကဟာဝတ္ထုမှာမိသားစုအတွင် အဖွဲ့အစည်းအတွင်မှာစည်းစည်းလုံးလုံးညီညီညွတ်ညွတ်ခိုင်ခိုင်မြဲမြဲ ကြည်ဘွားတုတ်တခြင်းနဲ့ကိုယ်စိတ်ချမ်းသာခြင်းနဲ့ဆိုရင်ဆောင်ရွက်ရမယ့်လုပ်ငန်းစဉ်၄ချက်ကိုဘုရားရှင်ကချပြထားတယ်။အဲ့ဒီ၄ချက်နံပါတ်၁ကဘာလဲဆိုရင်ဒါနမိသားစုအတွင်အဖွဲ့အစည်းအတွင်မှာတဦးနဲ့တဦးအပြန်အလှန်ပေးကမ်းစွန့်ကြဲတဲ့အလေအထဆောင်ရွက်ပေးပါတဲ့ဘုရားကနော် ဟိုလိုအလှူကြီးကိုဆိုလိုတာမဟုတ်ဘူးเนาะဒါနဆိုတဲ့စကားလုံးက အပြန်အလှန်အမတ်တရားပေးတဲ့အလေအထဆောင်ရွက်ပေးတဲ့เนาะမိသားစုတွေမှာဆိုရင်လည်းပဲမိဘများကလည်းသာသမီများရဲ့ကုလနေသူနေမြတ်ကလေးတွေမှာမွေးနေ့လေးတွေမှာစသည်ဖြင့်ထူးထူးခြားခြားလေးတွေအမတ်တရားလုပ်ပေးဒီမွေးနေ့မတ်တရားပြေတို့ကပါပေးတယ်ဟုတ်လားအဲသာသမီတွေကလည်းမိဘကိုလေ ဩသားမွေးနေသမီးမွေးနေမတရားအနေနဲ့ပါပြီးတယ်ဒလေရောမရှိဘူးလားရှိတယ်နော်ဒါဒလေရှိတယ်အဲ့ဒါကဘုန်းကြီးတို့အတွေးပေါ့နော်ဘုရားဘာသာများရဲ့ဒီဒလေဆောင်ရွက်ချက်ဟာဒီတုတ်တံကိုမသိပြီမေလို့အစင်းစင်းနာယူမှတ်သားလိုက်နာလေ့ကျင့်ကြတဲ့အလေ့ကျင့်တစ်ခုလို့ဘုန်းကြီးတို့ဒီလိုတွေးမိတယ်နော်မွေးနေ့လက်ဆောင်နေပေးကြတာလေအဲ တခါတရားကြတော့လည်းပဲတချို့ပုဂ္ဂိုလ်များကခကြီးကပြန်လာရင် အမှတ်တရလေးတွေယူမလာတတ်ဘူးလားယူလာတယ်။သာသမီခကြီးကပြန်လာရင်လည်းအဖေကြိုက်တဲ့အလားစားစရာဆိုလည်းစားစရာလေးပေါ့။အမေကြိုက်တာလေးအဖေကြိုက်တာလေးအဖိုးကြိုက်တာလေးဖွားကြိုက်တာလေးနဲ့ငွေရကြဘူးလား။ဝဲလာတတ်တယ်ပေးတယ်အဲ့ဒါဒါနာပဲတဲ့။အဲ့ဒီလေချင်းလုတ်ပေးပါတဲ့။ အဲ့ဒီအလေးချင်းပြန်လန်ဆောင်ရွက်ကြမယ်ဆိုရင်ဒါမိသားစုဆိုလည်းပဲမိဘနဲ့သားသမီးဩနော်တန်ရစဉ်ဖြစ်လာတယ်ဩသားသမီးရမိဘကိုမှတ်ရပြည့်တယ်ဆိုဩငါသားကကြီးစံတိလက်တယ်ဟုတ်လားမိဘပုံမှန်တိတတ်တယ်ဩငါသမီးကတိတတ်တယ်ဒါလိုမဖြစ်ဘူးလားဩမိဘတွေကဒီဟာလေးကိုမှတ်ရပြည့်ပြန်တော့လေလုတ်ပြည့်ပြန်တော့လေဩတို့ပြည့်သူအမေကြီးစံ ငါတော့ကိုယ်ကိုယ်နေကိုမမြာဘူးပြသူတို့ကမှတ်ရတော့တချို့မပြောတတ်ဘူးလားဝမ်းသာတာလေအဲ့ဒါစီလုံးမှုစီလုံးခြင်းရဲ့အကြောင်းတစ်ချက်တည်းဘုရားကနော်ဒါမိသားစုအတွင်းတို့အဖွဲ့အစည်းအတွင်းကြတော့လည်းပဲဆရာနဲ့တပည့်ဒီအလေးချင်းလှုပ်ပေးတယ်ဘုရားကနော်အဲ့အလေးချင်းကိုမလှုပ်ကြဘူးလားလှုပ်တာပဲဆရာနဲ့တပည့်လည်းပဲဆရာကတော်ဝတ်ကြီးလှုပ်ပေးတာတွေပါတယ်ရှိတာဟုတ်လား ကဲတပည့်တပည့်ကနေပြီးတော့ဆံမွေးအောင်လို့ဆရာဆုချတာလေဟောအဲ့ဒါဒါနရဲ့သဘောတရားပဲနော်ဒါနကိုဘုန်းကြီးတို့ကအလူကြီးတန်းကြီးထီအောင်မရောက်ဘူးဖျားရှင်ဟောတော်မူလေဒီနေရာလေးဒီနေရာကိုပြောတာနော်ဒီနေရာဒါနရဲ့အတိပ္ပယ်သည်အားလုံးအပြန်အလှန်တူနဲ့တူပြီးတဲ့ကံနဲ့အလေးထားလေးလုပ်ပြီးတဲ့အဲ့ဒါဟာဖွဲ့စည်းတခုဆိုရင်လေအဖွဲ့အဲ့ဒီဖွဲ့စည်းစီလုံးညီညွတ်ခြင်းရဲ့အကြောင်း မိသားစုဆိုလည်းပဲအဲ့ဒီမိသားစုစီလုံးညီညွတ်ခြင်းအကြောင်းခိုင်မြဲခြင်းရဲ့အကြောင်းနော်နောက်နံပါတ်2ကဘာလဲဆိုတော့ပိယဝစ္စလို့သုံးတယ်အဲ့ဒါမြန်မာလိုတွေ့ကူအောင်ပြောရင်တော့ပိယဝါစာပေါ့ခုမိသားစုအတွင်းမှာလည်းပဲတဲ့ရန်ရန်ဆိုင်ဆိုင်ပြောတဲ့အလေးအထားရှောင်းနိုင်တယ်များရှောင်းတယ်ရင်ရင်ကြည်ကြည်ပြောတယ်ချူချူသာသာပြောတယ်နော် လည်းပဲအရင်မကြည့်ဘူးလားအဲမိသားစုအတွင်းမှာချိုးယိုသားသားယဉ်ကြည့်ကြည့်ပြောအဖွဲစည်းဆိုလည်းအဖွဲစည်းအတွင်းမှာအထက်အောက်ယဉ်ကြည့်ကြည့်ဟုတ်လားချိုးယိုသားသားပြောရင်အဲ့ဒီမိသားစုဟာစီလုံးညီညီကိုခိုင်မာတယ်တဲ့ဘာလို့တော့စကားအရာကိုကနှစ်သက်စရာဖြစ်နေလို့ဟုတ်လားဒါပြင်အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့တခတ်တည်းရန် delete သဘောတရား နောက်မိသားစုပတ်ဝန်းကျင်သဘောတရားဒါလေးလည်းပဲဘုန်းကြီးသတိထားမိတယ်။ဘုရားကတော့ပြရပါစပြောတာဟုတ်တယ်။ဒါပေမဲ့လို့တချို့အတိုင်းဝန်တချို့မိသားစုကြတော့ဇကားကိုကမိဘနဲ့သားသမီးပြောတယ်ခက်ကြံကြံပြုဘူးတယ်နော်ဘုန်းကြီးဟုတ်လားအဲ့ဒီမိသားစုပြုဘူးတယ်။ဘာလို့ရောလို့အဲ့ဒီမိသားစုဒီလိုဖြစ်ဘုန်းကြီးနဲ့ရင်းနှီးပါတယ်။သူကသူ့ဆရာကလည်းပဲတဲ့ တပည့်တွေကိုအဲ့ဒီနီနဲ့သင်ခဲ့တာဆဲဆိုပြီးသင်လာခဲ့တာရိုက်ပုတ်ပြီးသင်လာခဲ့တော့သူတို့တတ်ခဲ့တာဟော သူတို့ဒီပညာတတ်လာရခြင်းရဲ့ရင်းမြရှာလိုက်တော့သူ့ဆရာသွားတွေ့တယ်နော်သူ့ဆရာရဲ့အမှုချက်ကဘာတော့ရင်ကြီးကြီးပြောပြီးခိုင်းတာလားရိုင်းစိုင်းခိုင်းပြောပြီးခိုင်းတာလားအဲ့ဒီနီနဲ့သူတို့ပညာတတ်ခဲ့တာဆိုသူ့ခံယူချက်ကဒီလိုပြောဆိုပြီးသင်မှတတ်မယ်လို့ အတိဝံသွားတာဒါသတိထားစရာကောင်းတယ်နော်အဲ့ဒီပုံပြင်အဝင်းကျင်မျိုးလည်းပဲရှိတယ်သို့တော်ဘုရားကတော့အဲ့ဒါကိုအာမပေးဘူးနိမန္နမန္တဘုရားမဟုတ်သူကဘာလို့ပိယဝါစာမိသားစုအတွင်းမှာရင်ရင်ကြည်ကြည်တိမ်တိမ်မွေ့မွေ့ပြောချူချူသာသာပြောဟောယုံဖွဲ့စည်းဟဲ့လားယုံသူယုံသားအကြီးငယ်ကစအောက်လည်းငယ်သားအထိဟဲ့လား ချူချူသာသာယဉ်ကြည်ကြည်ပြောတဲ့အဲ့ဒါဆိုရင်အဲ့ဒီအဖွဲ့အစည်းအဲ့ဒီမိသားစုစီလုံးကြီးညုံမှုခိုင်မြဲလိမ့်မယ်တဲ့ပြောရင်တော့စိတ်ချမ်းသာတာပေါ့စိတ်ချမ်းသာရင်ကိုကြမ်းမှမှာပေါ့လုံငန်းငယ်နဲ့ဆောင်ရွက်မှုအကျိုးတော်ပြုမှာပေါ့ဒီတိဖရာမှန်တာမြုံမှန်တာเนาะဒါကြောင့်ပါတယ်တော့နံပါတ်1ကပြာဝါစာမိသားစုအတွင်းမှာရင်ကြီးကြီးတင်းတင်းမွေ့မွေ့ ြောချူချူသာသာပြောနော်နောက်နံပါတ်3ကကြတော့အထစရိယအကျိုးလိုလာတဲ့အကျင့်မျိုးကိုကျင့်စရိယကိုသလိုသုံးတာပေါ့ဒါလည်းပဲမိသားစုတွေမှာဓလိအနေနဲ့ဒါရှိနေကြတာပါပဲမိဘကလည်းပဲသာသမီအကျိုးလိုလာတဲ့စိတ်ဟုတ်လားဘုန်းကြီးဘုရားတနေ့ကပြောခဲ့တဲ့တက္ကမကြီးကိုပြောတဲ့ တရားထဲမှာဘုန်းကြီးမှတ်တမဲ့ပြောလိုက်တဲ့စကားလေးပါတော့မြတ်သာသမီရနေပြီးတော့မိဘကိုလေဒီစီလေးတော့ဘာတို့လူလေးပြောပါလို့ပြောတဲ့စီလောက်ကောင်းတာမရှိဘူးဆိုဘုန်းကြီးအဲ့ဒီတော့ကမှတ်တမဲ့ပြောလိုက်တဲ့စကားသိလေးနေသွားတာကိုကိုပဋိဌာမိနေဟဲ့လားပစ္စည်းတီအဓိကမဟုတ်ဘူးမိဘနှစ်ပါးရဲ့ပြောတဲ့စကားထားတဲ့စိတ်အဲ့ဒီဟာကငါသားသမီးတွေအကျိုးဖြစ်ဆွမ်းစေခြင်းတည်းဆိုတဲ့စိတ်နဲ့ ဆောင်ရွက်ရင်ဒါဝသသမီးရလည်းသိလာတယ်။အော်တို့ဖေကတလူပေါ့။တို့မိကတလူပေါ့။တို့တကယ်ကိုအကျိုးလိုလားလို့ဒီလိုလုပ်ပေးတာပေါ့။ဒီပြောပြောတာပေါ့။ဒီအထိသိလာရင်ကဲအဲ့ဒီသသမီးရမိပေါ့မချစ်ဖက်နေပေါ့။နော်။ထုံးနီတူပဲသသမီးဘက်ကလင်းလင်းမာမာရင်ကြီးကြီးမိပါဟိုတကယ်ကိုအကျိုးလိုတဲ့စိတ်နဲ့ ရောလာပြီဆိုရင်လှုပ်လာပြီဆိုရင်လည်းမိဘကအတိမမပြူပဲနေပါမလား။အော်ငါသားလေးတော်လိုက်တာငါသမီးလေးတော်လိုက်တာဖြစ်သွား။ तू လှုပ်ပြီးတဲ့အလုပ်ကတော့ဟိုတိတ်ကြီးကြီးကျယ်ကျယ်ဟုတ်ကောင်းမဟုတ်မယ်။ခဏဖုံဖုံဟိုတနေ့ကပြောတယ်လို့ဆေးလေးတစ်ခွက်တိုက်ထားလည်းဖြစ်ချင်းဖြစ်မယ်။ရေလေးတစ်ခွက်ပေးတာလည်းဖြစ်ချင်းဖြစ်မယ်။ထမင်းလေးထည့်ပေးတာလည်းဖြစ်ချင်းဖြစ်မယ်။သို့တော့ तू ဆောင်ရွက်ချက်ကမိဘအပေါ်မှာအကျိုးဖြစ်စေခြင်းနဲ့စံသားကြီးကပေါ်လွင်နေရဆိုလို့ရှိရင် တအထသတိရလေဟုတ်လားမိဘကသာသမီပြေးတာလဲငါတို့မိဘဝတရားရပြေးတယ်ဆိုတော့စိတ်မျိုးမထားနဲ့ဒါအထသတိမဟုတ်တော့ဘူးအဲ့ဒီထီသွားတာနော်အဲ့ဒါပဲမိဘနဲ့သာသမီဆရာနဲ့တပည့်အကြီးကဲနဲ့ဟောလည်းငယ်သားဘာပဲလို့လို့အထသတိရပါပါစေတဲ့အကျိုးလိုလာတဲ့စိတ်ပါပါစေကျိုးလိုလာတဲ့စိတ်ဥဆောင်ပြီးတော့မှဆောင်ရွက်ပါတဲ့အဲ့ဒါဆိုရင် အဆောင်ရွက်ခံရတဲ့ပုဂ္ဂိုလ်များရဲ့စိတ်ထဲမှာကြည်နူးမှုတွေဖြစ်လိမ့်မယ်။ကြည်နပ်မှုတွေဖြစ်လိမ့်မယ်။ဒါဆိုရင်ဒီမိသားစုဘယ်နဲ့တော့တွေ့ကြည့်ပေါ်ဘယ်လိုလုပ်ဘတော်ကစားဖြစ်เสียအကြောင်းပေါ်ပါမလဲ။ပြန်လာကြိုးနာလည်နေကြတာလေ။အထစရိယကြ။ဖျားဝေါ်တာတော့တူတူလေးနော်။တွေ့ကြည့်ရင်တွေးเสียကြတယ်အများကြီးမဟုတ်လား။အကျိုးကျေးဇူးတွေလည်းအများကြီးပြ။နော်။နံပါတ်3အထစရိယ ဘယ်နေရာပဲဆောင်ရွက်ဆောင်ရွက်ပါဒီဘနဲ့သာသမီးသာသမီးနဲ့မိဘအပြန်လန်းသည့်အထအကျိုးလိုလာတဲ့စိတ်ထားယုံဟောအကြည့်ကဲကိုလည်းငယ်သားတွေပြောရဆိုတာခိုင်နာပြူတာဘုံတို့အကျိုးလိုလာတဲ့စိတ်ထားဟောအောင်လည်းငယ်သားတွေကလည်းဒီတိုင်းပဲအကျိုးလိုလာတဲ့စိတ်ထားအဲ့ဒီလိုဆောင်ရပါမယ်ဆိုလို့ရှိရင်ဒီအသိန်းဖွဲ့ကြီးဘယ်နဲ့တော့ဗျာချမ်းသာပြီပေါ့အဓိကစိတ်ချမ်းသာပြီဗျာ နော်ကုလကလန်လုပ်ခြင်းနဲ့ပုဂ္ဂိုလ်ပေါ်နိုင်သေးလားမပေါ်တော့အာလုံကိုပြောတာနော်တစ်ဖက်တက်ကိုပြောတာမဟုတ်ဘူးနော် အာလုံကဒီအတိုင်းဆောင်ရွက်ရင်းနဲ့အတိတ်ဘဝကြီးလည်းပဲကြီးပေါ်တိုးတက်လေနောက်နံပါတ်၄တမာနတ္တတာတမာနအတ္တပေါ့ကိုယ်နဲ့တန်းတူတာတဲ့နော်ကိုယ်နဲ့တန်းတူတာဆိုတာကဘုန်းကြီးတို့မိဘကသာသမီအလုပ်ကိုလုပ်ရမယ်လို့ အဲ့သဘောထားကိုပြောတာမဟုတ်ဘူးနော်လူကြီးကလူငယ်အလုပ်ကိုလိုရမယ်လို့ဒီလိုပြောတာမဟုတ်ဘူးအဲ့အတ္တသမာနတ္တတာကဘာလို့လို့ဆိုရင်ကိုနဲ့ဒန်းတူထားဆိုတာကိုချင်းစာစိတ်နော်ဘာစိတ်တော့ကိုချင်းစာစိတ်ငါကဒီလိုခိုင်းလိုက်လို့ရှိရင် तू ဇီဝန်တို့ကိုထမ်းနိုင်မှာမလားလွတ်နိုင်မှာ ူမလုံးနိုင်တာကြည့်ကိုမြတ်ငါခိုင်းမိမလားဟောဒီလိုပြောရင်သူခံနိုင်ရှိပါမလားဒါလေးတွေရစနော်အဲ့ဒီဟာကိုပြောတာသမဏတတ္တဆိုတာနော်ဘုန်းကြီးတို့လူကြီးကတော့လူကြီးနေရနေရမှာပေါ့ဗျာကလေးကကလေးနေရနေရမှာပေါ့သမဏတတ္တဆိုပြီးတော့လူကြီးလူငယ်နဲ့သွားပြီးတော့အတူတူရောထွေးနေရာကနေလို့တော့ဖြစ်ပါမှာအဲ့ဒါသမဏတတ္တမဟုတ်ဘူးလေအနေအခြေအနေရဲ့ မှန်ကိုမသိဘူးလို့ပြောရတော့မှာဟုတ်လားအဲ့ဒါသမာနတ္တကဆိုတော့ဘယ်နေရာမှာပဲဖြစ်ဖြစ်ကိုကခိုင်းပြီဆိုရင်လည်းပဲကိုချင်းစာစိတ်ထားဟုတ်လားမိဘနဲ့သာသမီငါကမိဘပဲဆိုပြီးတော့သာသမီကိုမနိုင်ဝန်ခိုင်းတာမျိုးစေလွတ်တာမျိုးဒါမျိုးဆိုရင်သမာနတ္တကမဖြစ်တော့ဘူးဩငါသားငါသမီးဒီလိုကိုလုံနိုင်တယ် ဒီအလွတ်လို့ရင်တို့ဘယ်ကျိုးတွေရမယ်ဟုတ်လားဒီအထိမျောလင့်မျောမှန်းပြီးတော့မှခိုင်းတဲ့နာကိုတို့လှုပ်ချင်အောင်ခိုင်းပြီးနော်အရသမာနတတာပါပဲချုပ်တော့ရှင်ချုပ်လိုက်ရင်တော့ဟိုချင်းစာစိတ်ဒါကိုထားပါဘုရားကဘယ်နှချက်ဟောတော့ဒေးချက်ဟောတယ်ဒါလေးကိုတို့မိသားစုအတွင်းမှာလည်းပဲအဲ့ဒီစနစ်ကလေးကြီးကို လက်တွေ့ကျင့်သုံး လက်တွေ့လည်းပဲကျင့်သုံးနေကြတာပါဘုရားဘာသာများဘုန်းကြီးတို့ပါဝင်ခြင်းပေါ့နော်ကိုယ်တွေ့တဲ့ပါဝင်ခြင်းကြည်လိုက်လို့ရှင်ဘုရားဘာသာမိသားစုများဘုရားဘာသာအတိုင်းအတင်းဖွဲ့များကဒီလေးမျိုးဆောင်ရွက်တဲ့တလေကရှိပြီးသားလို့ပြောရင်ရှားတယ်ဟုတ်လားအဲ့ဒီလေးမျိုးကိုဒိုးတူဘလူဘလူနည်းနဲ့လိုက်နာနေတာလဲလို့ဆိုလို့ရှင်တော့ရှိလူကြီးသူမများရဲ့အစဉ်အလာတုံ့တန်ဆုံးမှမဟုတ် ရှိလူကြီးသူမမြရဲ့ဆင်းလာသွန်သင်ဆုံးမမှုဘယ်ရလာတာတော့လို့အခြေခံသွားရင်တော့ဖရာဟောအဲ့ဒီရောက်သွားတာနော်ဒုဒ္ဒတွေကတော့အဲ့ဒီတီးကောင်းမှတည်မယ်ပေါ့မင်းတို့တွေကတော့အဲ့ဒီတီးကောင်းမှတည်မယ်ပေါ့သို့တော်ဖရာဟောတဲ့အဲ့ဒီလေ့ကျင့်သည်မင်းတို့တွေရဲ့မိသားစုအတွက်မှရှိနေပြီသားဟုတ်လားရှိနေလို့လည်းပဲမိသားစုစိတ်ချမ်းသာနေကြတယ် ဒါကရှိချင်းမရှိချင်းအပေါ်မူတည်ပြီးတော့ပဲဒီစိတ်ချမ်းသာမှုစိတ်ချင်းမှုဆိုတာဖြစ်မှာပဲမဟုတ်လားဘယ်မိသားစုဖြစ်ဖြစ်လေဒီတရားလေးမျိုးကိုလိုက်နာရဲဆိုရင်လိုက်နာသလားအကျိုးဖြစ်ထွန်းနိုင်မယ်။ဩတို့မိသားစုကတလူဖျားဟောတဲ့တိုင်လိုက်နာနေသလားလိုက်နာမှုရှိသလားဒါကကိုယ်ကိုယ်တိုင်သုံးသပ်ကြဖို့ဆောင်ရွက်ကြဖို့ဟုတ်တယ်မလား။ဒါကြောင့်ဒီကနေ့မိဘနှစ်ပါးကဒီအလုတ်ကိုဆောင်ရွက်ချင်းတည်ပင်လင်ဩ မိဘကမိမိသမီးရဏာရဲ့เนาะအကျိုးကျေးဇူးကိုဖြစ်စေခြင်းတာမပါဘူးလားပါတာပေါ့အခုနကဖះဟောတဲ့ဒါနမပါဘူးလားအဲပါတာပေါ့ညာเนาะဒါကြောင့်မလို့ဒီကနေ့လည်းပဲဟောသမီးရဏာရဲ့မင်းနေမင်္ဂလာကြောင်းပြုပြီးတော့မှဖះမုဒ္ဒသံဃာတော်ရှင်သူမြတ်တို့အာဖြူသေးစွာပင်ဆောင်ပြီးတော့မှ ူတမ်းမြဲဖြစ်တဲ့နိဗ္ဗာန်ကိုကိုဆက်ကလူတမ်းကြတယ်ဒီကနေ့တော့ဖြင့်တို့သမီးယရနာရဲ့မွေးနေ့မင်္ဂလာနဲ့ကြောင်းတိုက်ဆိုင်ပြီးတော့မှတန်ဃာတော်များကိုလူတမ်းခွင့်ရတယ်ဟဲ့လားဒီလိုလေးအောင်းမေးပြီးတော့မှဒီကနေ့ပြုလုပ်တဲ့ကုသိုလ်ကောင်းမှုအဆုစုဟဲ့လားရဲ့သွန်အင်ကြောင့်မွေးနေ့ခြင်းကုသိုလ်ရှင်ဖြစ်တဲ့သမီးရနာလည်းပဲမွေးနေ့မင်္ဂလာကောင်းမြတ်သောချိန်ခါမှစပြီးတော့ပေးရန်ကတဲ့ငင်းကြီးပါစေ လောကီလောကုတ္တရာကောင်းကျိုးချမ်းသာပြပြတို့ဘောရှိတုံးပါစေလို့ဒီလိုဆန္ဒပြုကြရမှာပေါ့နော်။ဒါကြောင့်ဗျာမုဒ္ဒသံဃာရောရှင်သူမြတ်တို့ကယုသေးစွာပင်ဆောင်၍နေရာတန်ငယ်လှူဒါနပြုလုပ်ကြရတယ်။အာဝတာဒါနဝိဟာရဒါနကောင်းမှုကုသကံစေရနာစောက်တည်ရတဲ့သီလကောင်းမှုကုသကံစေရနာနာယူမှတ်တာပွားများကြရတယ်။ဘောနာကောင်းမှုကုသကံစေရနာနဲ့တကွာ လူတန်းမြဲဖြစ်သောနိဗ္ဗာန်ဆွမ်းဆက်ကလူတန်းကြရတဲ့ဒါနာကောင်းမှုကုသကံစေရနာဖျာဖျာတို့ကြောင့်ဝိနေရှင်ကုသရှင်တဲ့ကောင်မိသားစုပေါင်းတော်ကောင်တရားနာပရိသတ်ပေါင်းတော်ကောင်တို့သည်ဝိနေမင်္ဂလာကောင်းမြတ်သောချင်းခမဆိုင်ဘေးခတ်တဲ့ယံခတ်တဲ့အန္တရခတ်တဲ့နောက်ချက်ခတ်တဲ့ကင်းရင်ပြည်လင်ခတ်တဲ့သောလောကီလောကုတ္တရာကောင်ကျူချမ်းသာဖျာဖျာတို့တင်းနေတခြားတိုးပွားဖြစ်ထွန်းကြကဒုက္ခခတ်တဲ့ငြင်းရဖြစ်တဲ့မျက်နှာပုံကိုလွယ်ကူသောအကျင့်လင်းမြန်သောအတိညာတို့ဖြင့် မျက်မှောက်ပြုနိုင်သောသူတော်ကောင်းများဖြစ်ကြပါစေကုန်သတည်းသာဓုသာဓုသာဓု